ခေယွန်းရဲ့ဂျပန်ဖျော်ဖြေပွဲကို SM ဖြတ်သိမ်းရတဲ့အကြောင်းရင်းအထူးဆန်း SM Entertainment ဟာ K-pop ရဲ့ထိတ်တန့် entertainment ကြီးတွေကတစ်ခုဖြစ်ပေမဲ့ artist တွေအပေါ်ဆက်ဆံမှုနဲ့ပတ်သက်ပြီးပြဿနာတွေမကြာခဏဖြစ်နေရပါတယ်။ SM နဲ့ Guest Generation ထေယွန်းတို့ဟာအခုနောက်ပိုင်းလတွေအတွင်း promotion ပုံစံတွေနဲ့ပတ်သက်ပြီးမကြာခဏအငင်းခုန်ဖြစ်နေရပြီးထေယွန်းကလည်းသူ့ရဲ့ဘက်ကအဆင်မပြေမှုတွေကိုထုတ်ပြောလာတတ်ပါတယ်။ ခုတစ်ခါမှာတော့ SM Bank ကထေရွန်းရဲ့ဂျပန်ဖျော်ဖြေပွဲကိုဖျက်သိမ်းလိုက်ပြန်ပါတယ်။ထေရွန်းကသူ့ရဲ့ The Tense Tour ကိုပြုလုပ်ကျင်းပနေပြီး April 19-20မှာဂျပန်နိုင်ငံတူချိုမြို့က Area က Arena မှာပြုလုပ်ဖို့စီစဉ်ထားပါတယ်။ထေရွန်းရဲ့ schedule ရဒီတိုးကာလအတွင်းဂျပန်ကိုဒီနှစ်ရဲ့ပဲလာနိုင်မှာပါ။ဒါပေမဲ့ April 19မှာဂျပန်ပွဲနှစ်ပွဲကိုဖျက်လိုက်ပြီးဖြစ်ကြောင်း SM Bank ကကြေညာပေးခဲ့ပါတယ်။ SM Entertainment ဘက်ကပွဲဖျက်ရတဲ့အကြောင်းရင်းကို Asha Tourism မှာအသုံးပြုတဲ့ကရိယာကဂျပန်ကိုတင်ပို့ထားတဲ့လမ်းမှာပဲရှိနေသေးပြီး အခုချိန်ထိအချိန်မီမရောက်သေးလို့ဖြစ်ကြောင်းဖော်ပြထားပါဗျ။ဒီအခါမှာနီတီဇင်တွေက SM ရဲ့အတိတ်ပဲမရှိလွန်းလာတဲ့အကြောင်းပြချက်ကြီးကြောင့်အန်အောနေကြရပြီးပွဲကိုလည်း48နာရီတောင်မလိုတော့တဲ့အချိန်ကြာမှကပ်ပြီးဖြတ်လိုက်ရတဲ့အတွက်အဆင်မပြေမှုတွေဖြစ်နေရတာကြောင့်ဝေဖန်မှုတွေအများကြီးပြုလုပ်နေကြပါတယ်။ SM ဘက်ကအချိန်စရားကိုပြန်ပြီးညှိပေးရင်ရက်ပြန်စီစဉ်ပေးမယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပေမဲ့ပြိသက်တွေကတော့ဒေါသတွေထွက်နေကြသလိုထည့်ယွန်းအပေါ်မမျှမတဆက်ဆံနေလို့လည်းဝေဖန်နေကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။